မင်္ဂလာပါရှင်မိုးတောက် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အောက်တိုဘာ20ရက်နေ့အတွက်စိတ်ဝင်စားစရာသတင်းအကြောင်းအရာတွေကိုဖော်ပြပေးသွားပါမယ်ကရင်ပြည်နယ်အတွင်းနေမြေရှင်းလင်းလျက်ရှိနေတဲ့တပ်မတော်စစ်ကြောင်းတွေဟာ KNU KNL အကြမ်းဖက်တောင်းရန်သူများယာယီစိုးမိုးထိန်ချုပ်ထားတယ်လေးကီကောဒေတာမှာရှိတဲ့ရှုကင်းတာနဲ့ဆွေတော်ကုန်းစခန်းတို့ကို ပြန်လည်တိမ့်ပိုက်ရရှိခဲ့ပြီးနေဆက်ဒေတာတလျှောက် တရားမဝင်လုပ်ငန်းတွေမရှိစေရေးနဲ့နေမြေစိုးမိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိနေတယ်လို့နိုင်ငံပိုင်ရုပ်တံတည်င်းဌာနတွေကနေဖော်ပြခဲ့ပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး share ပေးကြပါအောင်နော်။ KNU KNL အကြမ်းဖက်တောင်းကျမ်းသူများအနေနဲ့ NCA ကိုဖျက်ဆီးလိုတဲ့ရည်ရချက်ဖြင့်ကရင်ပြည်နယ်မြောက်ရီမြို့နယ်လေးကေကော်ဒေတာတဝိုက်အခြေပြု၍အစိုးရအုပ်ချုပ်မှုရန်နေရာများပျက်စီးစေရန်နဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့တီးကြလွတ်လပ်သော ကော်တူလေးပြည်နယ်နဲ့ကော်တူလေးအစိုးရထူထောင်ရန်အတွေ့2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးပြဿနာများကြောင့်နေဆက်ဒေတာများသို့ထွက်ပြေးတင်းရှောင်လာကြသူများကိုလူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောက်၌လက်ခံထိန်းသိမ်းပြီး ြည်ပနိုင်ငံကြီးအချို့ရဲ့ငွေကြေးထောက်ပံ့မှုများဒေတာတွင်း၌ကြားဖြင့်အပါအဝင်တရားမဝင်လုပ်ငန်းများမှရရှိတဲ့ငွေကြေးများကိုလက်ခံရယူပြီးအကြမ်းဖက်သင်တန်းများတင်ကြားပို့ချကာလက်နက်များတပ်ဆင်ပေးပြီးရှေ့ကာတပ်အဖြစ်အသုံးချကာကင်းပြင်းတဲ့အတွင်းရှိတပ်မတော်မှစစ်စင်နေတဲ့နယ်မြေစိုးမိုးရေးဆောင်ရနေတဲ့တပ်စခန်းများအပါအဝင်သင်ငန်းညီနောင်နဲ့မြောက်ဒီဒေသရှိနယ်မြေကန်တိုင်းတပ်ဖွဲ့များနဲ့တပ်စခန်းများအားအင်အားအလုံးကြီးဖြင့်အလစ်အငိုင်း ဝင်ရောက်တိုက်ခိုက်ခြင်းများကိုစောင့်ရွက်ခဲ့ပါတယ်။ဒါကြောင့်တက်မတော်ကအဆိုပါအကြမ်းဖက်တောင်းကျမ်းသူများခိတ္တဆိုးမိုးထားတဲ့တက်စခန်းများနဲ့မြို့ရွာများအားပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတင်ငန်းညီနောင်တက်နေအား2025ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တင်ငန်းညီနောင်မြရီအာရှလမ်းမကြီးအားပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဆက်လက်ပြီးတမရော်စစ်ကြောင်းများကမြန်မာထိုင်းနှစ်နိုင်ငံနဲ့ဇက်ဒေတာတလျှောက်မြန်မာနယ်နိမိတ်အတွင်းမှာ KNLA နဲ့ PDF အမေရိကန်အကြမ်းဖက်တောင်းကျမ်းသူများခိုးအောင်းမှုမရှိစေရေးနာမည်ဆိုးဖြင့်ကြော်ကြားနေတဲ့မြန်မာထိုင်းနေဆက်တရှောင်းမြန်မာပတ်ချန်းသူတရားမဝင်နိုင်ငံသားများနေဆက်ဖြတ်ကျော်ဝင်ရောက်ခါတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့လောင်ကစားမှုနှိမ်နင်းရေးအတွေ့လိုအပ်တဲ့အကြမ်းဖက်ချေမှုမှုစစ်ဆေးရေးများကိုဆက်လက်ဆောင်ရွက်ခဲ့ရာအကြမ်းဖက်တောင်းကျမ်းသူများခိုးအောင်းနေထိုင်တဲ့လက်ခတ်တော်ဖျားကုန်းနဲ့ပဝန်းကျင်ဒေသတော်ဝိုက်ကိုစက်တင်ဘာလ9ရက်နေ့မှာလကောင်း ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ2015ခုနှစ်မှာဒေသခံတိုက်ပွဲရှောင်ပြည်သူများအတွက်စောင့်လုပ်ပေးထားတဲ့၄ကီကွန်မြို့တင်အားစစ်ကြောများခွဲ၍အစဉ်စဉ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအော်တိုဘားလ9ရက်နေ့မှာအဆိုပါ၄ကီကွန်မြို့တင်အားပြန်လည်ထိ ंछ ုပ်နိုင်ခဲ့ပါတယ်။ အဆိုပါမျိုးတင်မှာရခင်စောက်လုတ်ပြီးကစားဒေသခံတိုက်ပွဲရှောင်တိုင်းသားပြည်သူများနေထိုင်ကြတော့လေ2023ခုနှစ်နောက်ပိုင်းအကြမ်းဖက်တောင်းကျမ်းသူ KNL နဲ့ PDF အမေရိကန်အကြမ်းဖက်တောင်းကျမ်းသူများကအဆိုပါဒေသခံတိုင်းသားများကိုမောင်းထုတ်လျက်အကြမ်းဖက်အုပ်စုနဲ့၎င်းတို့၏မိသားစုဝင်များတရားမဝင်တိမ့်ပိုက်ဝင်ရောက်နေထိုင်ခဲ့တဲ့နေရာဖြစ်ကြောင်းလည်းသိရပါဗျ။ အဲ့ဒီလိုတိုက်ခိုက်သိမ်းပိုက်စဉ်မြန်မာတိုင်းနေဆက်အနည်းရှိနာမည်ဆိုးဖြင့်ကြော်ကြားနေတဲ့ KK Park ကိုလည်းတစ်ချိန်နဲ့တပြိုင်နက်တမတော်စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ တိုက်ပွဲစဉ်တစ်လျှောက်အကျန်းဖက်တောင်းကျန်းသူများနဲ့တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီးအကျန်းဖက်တောင်းကျန်းသူများထံမှအလောင်း10လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းများတင်းစီရမိခဲ့တယ်လို့ KK ဖတ်အတွင်မှထူးခြားလက္ခဏာမတွေ့တော့လေတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန်ရည်ရွယ်တက်ဆင်ထားတဲ့ Starlin ဆလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများကို တိန်စီရမိခဲ့တဲ့အပြင် ဆောက်လုပ်ပြီးအဆောင်အုံတစ်ထက်တိုင်ဆယ်လုံးနှစ်ထက်တိုင်အလုံးတရာလေးထက်တိုင်အလုံး20နဲ့ငါးထက်တိုင်နှလုံးတစ်ထက်တိုင်ဈေးဆိုင်ကန်အလုံး20နှစ်ထက်တိုင်ဈေးဆိုင်ကန်အလုံး30တစ်ထက်တိုင်915လုံးနှစ်ထက်တိုင်900အလုံး20လေးထက်တိုင်900ဆယ်လုံးဆောက်လုပ်စေနှစ်ထက်တိုင်20တလုံး သုံးတက်တိုက်၁၀လုံး၊လေးတက်တိုက်၅လုံး၊ငါးတက်တိုက်၅လုံးနဲ့တထက်တိုက်စေပီကန်နှကန်းတို့ကိုတွေ့ရှိခဲ့ပြီးအဆိုပါအဆောက်အအုံများအတွင်မှအလုတ်သမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတို့ကိုတွေ့ရှိခဲ့ပါတယ်။ အဆိုပါ KK Park ဝင်းအတွင်းရှိအဆောက်အုံများဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမဲ့မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နှင့်ခီးသွွာလာရေးရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမဲ့များနဲ့ပတ်သက်ပြီးတရားဝင်ဆောက်ရက်စရမ်းများစစ်ဆေးတွေ့ရှိခြင်းမရှိတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများကိုစင်ခေါ်ရမှာလဲလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်မှုများကိုလုံထုံလုံးနည်းများနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါဗျာ။ တမရုံစစ်ကြောင်းများအနေနဲ့ဆက်လက်တိုက်စစ်အရှိန်ဟုန်ဖြင့်စစ်ဆင်မှုပြုလုပ်ခဲ့ရာ2024ခုနှစ်က KNL နဲ့ PDF အမေရိကန်အကြမ်းဖက်သမားများထိန်းချုပ်ခဲ့တဲ့ရှုကင်းသာစခန်းကိုအောက်တိုဘာလ18ရက်နေ့မှာ၎င်း point 139ခွန်ရှေဆွဲတော်စခန်းကုန်းကိုဒီနေ့မှာ၎င်းအဆင့်ဆင့်သိမ်းပိုင်နိုင်ခဲ့ပြီးနေဆက်ဒေသတစ်လျှောက်ရှိအထူးကအချက်ချာကြတဲ့နေရာများအား ပြန်လည်ထိ ंछ ုံနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့လက်ဇက်ဒေတာတခြားတက်မလို့စစ်ကြောင်းများကဆက်လက်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ